ဂါဇာဒေသကကနဝူအဆင့်ဖြင့်တပ်ဖွဲ့တွေစုခွာဖို့အစ္စရေးနိုင်ငံကသဘောတူလိုက်ပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစနေနေ့မှာကြေညာခဲ့ပါတယ်။ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်ဂါဇာဒေသမှာကနဝူအဆင့်တပ်ဖွဲ့တွေစုခွာဖို့အစ္စရေးကသဘောတူလိုက်ပါပြီလို့၎င်းကလူမှုကွန်ရက် Truth မှာရေးသားခဲ့ပါတယ်။ Hamas အဖွဲ့ကသဘောတူပါကအပြစ်ခတ်ရစဲရေးဟာချက်ချင်းအာဏာတီလာမှာဖြစ်ပြီးဒဇာကန်နဲ့အကျဉ်းသားတွေလဲလှယ်မှုမကြမီစတင်မဲလို့သူကဆက်ပြောပါတယ်။ အပြစ်ခတ်ရစဲရေးကိုတနင်္ဂနွေနေ့မရောက်မီသဘောမတူပါကအကျိုးဆက်တွေရှိလာမယ်လို့ဒေါ်နယ်ထရန့်ကအစောပိုင်းမှာသတိပေးခဲ့ပါတယ်ကျွန်တော်တို့ရဲ့ယီမန်ချက်ကရန်နှင်းငယ်တွင်ဆွေးနွေးမှုတွေကိုကန့်သက်ဖို့ပါဒေါ်နယ်ထရန့်ကဒါကိုရှင်းလင်းစွာပြောကြားခဲ့ပြီးဖြစ်ပါတယ်အချိန်ဆွဲတဲ့ viewer တွေကိုကျွန်တော်တို့သိမ်းကြီးခံမှာမဟုတ်ပါဘူးလို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နီတန်ယာဟုကပြောပါတယ်ဟာမတ်စ်အဖွဲ့ကဒဇာဂန်တွေကိုလွှတ်ပေးရမှာဖြစ်ပြီး အစ္စရေးစစ်တပ်ကဂါဇာရှိဧရိယာအများစုကိုထိန်းချုပ်ထားမှဖြစ်ကြောင်း နေတန်ယာဟုကဆိုပါရယ်အရီနာဟာမတ်အဖွဲ့ကိုလက်နက်ဖြတ်သိမ်းကဂါဇာကစစ်မဲ့ဇုံဖြစ်လာမှဖြစ်ပြီးအဲ့ဒီအစီအစဉ်ကိုတန်တမန်နီလန်ဒါမမဟုတ်ထရန့်ရဲ့အစီအစဉ်ဒါမမဟုတ်စေရင်နီလန်နဲ့လှုပ်ဆောင်မယ်လို့၎င်းကဆက်ပြောပါရယ်ဂါဇာဒေသမှာဘုံကျဲတာချက်ချင်းရတံဖို့ဒေါ်နယ်ထရန့်ကတောက်ကြနေ့မှာအစ္စရေးနိုင်ငံကိုတောင်းဆိုခဲ့ပါရယ် ဂါဇာကမ်းမြောင်ဒေသမှာပြည်ပခအဆုံးသတ်စေမဲ့အမေရိကန်နိုင်ငံအစိုးပြုထားတဲ့အချက်20ငင်းချမ်းရေးစီစဉ်ကိုမကြမီ တုံ့ပြန်မယ်လို့အစ္စလာမ်မစ်အဖွဲ့ဟာမတ်စ်ကပြောပါရယ်။တစားကန်တွေလွတ်မြောက်ရေးနဲ့ဟာမတ်စ်အဖွဲ့ကိုလက်နက်ဖြတ်သိမ်းမှုပါဝင်ဂါဇာဒေသမှာပြစ်ခတ်ရဲစဲစေမဲ့ငင်းချမ်းရေးစီမံချက်ကိုအမေရိကန်နိုင်ငံကအစိုးပြုခဲ့ပါရယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစိုးပြုချက်ကိုလက်ခံဖို့ဟာမတ်စ်အဖွဲ့ကိုတိုက်တွန်းနေပြီး လက်မခံရင်ဝမ်းနည်းစရာအဆုံးသက်မယ်လို့ပြောပါရယ်ကာတာနိုင်ငံခြေဆိုင်အယ်ဂျာဇီးယားသတင်းဌာနရဲ့အင်တာဗျူးမှာအကြီးအကဲတာဝန်ရှိသူတို့ရဲ့အမှတ်ချက်စကားတွေကိုကိုကာပြီးဟာမက်စ်အဖွဲ့ကလူမှုကွန်ရက်မှာသတင်းစကားတွေကိုဇက်တိုက်တင်ခဲ့ပါရယ်ငြိမ်းချမ်းရေးဆိုဖြူချက်တွေကိုတနင်္လာနေ့မှာလက်ခံရရှိခဲ့ပြီးနောက်ရက်မှာပြည်ရင်းဖိပကျွမ်းကျင်သူတွေနဲ့ဆွေးနွေးမှုတွေစတင်ခဲ့ကြအောင်ဟာမက်စ်အဖွဲ့ကပြောပါရယ်စစ်ပွဲနဲ့ဆုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေရပ်တန့်ဖို့ရည်ရွယ်က ငြိမ်းချမ်းရေးစီမံချက်ကိုဆွေးနွေးမှဖြစ်ကြောင်းငြိမ်းချမ်းရေးအဆိုပြုချက်နဲ့ပတ်သက်တဲ့ယက်တီချက်ကိုမကြောင်မီကြေညာမှဖြစ်ကြောင်း Hamas အဖွဲ့ကပြောပါရယ်ရခိုင်အဖြစ်ခန့်ရစဲရေးဆွေးနွေးမှုတွေတွင်ဂါဇာဒေသကအစ္စရေးစစ်တပ်အပိတိုင်ဆုတ်ခွာဖို့ Hamas အဖွဲ့ကတောင်းဆိုခဲ့ပါရယ်အစ္စရေးစစ်တပ်ဂါဇာဒေသမှာပြည်တိုင်ဆုတ်ခွာဖို့တမတ်ချက်တွေပြည်မီတဲ့အချိန်ထိအဆိုပါဒေသကစစ်မြေပြင်ဆက်ဖြစ်နေလိမ့်မယ်လို့အမေရိကန်ဆိုပြုငြိမ်းချမ်းရေးစီမံချက်ကဆိုပါတယ် အမေရိကန်နိုင်ငံရဲ့ငြင်းချမ်းဆိုပြုချက်ပေါ်ဟာမတ်စ်အဖွဲ့ကဘလို့တုံ့ပြန်မလဲဆိုတာကိုလူအများစိတ်ဝင်စားနေကြပါတယ်